အားလုံးပဲမင်္ဂလာပါရှင်။တဲထိတ်ရှင်ဘောပရလောကဇလံတွေကိုမှနားဆင်လို့သူများအတွက်ကျမတို့ရဲ့ BMF Channel ကနေကြိုဆိုလိုက်ပါရယ်။ BMF Channel မှာတင်ပြပေးမယ့်ဇလံလေးတွေကိုနားဆင်ဖို့အတွက်လည်း Channel လေးကို Like and Subscribe လုပ်ထားပြီးတော့ဇလံသစ်တွေတင်လိုက်မှသိရှိနိုင်အောင်လည်းမိနာတို့ဒီပဲခလာလေးကိုနှိပ်ထားပေးကြပါအောင်ရှင်။ဒီနေ့ကျမတင်ဆက်ပေးသွားမယ့်ဇလံလေးကတော့စာရေးသူရှင်မင်းကပ်ဘလူးရေးသားထားတဲ့ ဟွားမေစိန်နဲ့ជីဖိုရွာဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နားတော်တာဆင်ပေးကြပါအောင်ရှင်။ရှင်ညိုတို့ရင်ရွာတရွာစီတို့ရောက်လာခဲ့ကြတယ်။ရှေ့ရရွာမှာဝင်နှောင်းมาဖြစ်မယ်မင်း။တရင်လေးလဲစုံစမ်းရင်းနဲ့ဝင်ကြတာပေါ့။ညီကောင်းမေထင်တယ်လို့လောက်ပါ၏။ဟွားမေစိန်ကဒေါ်နော်ခန်ပြောတာကိုသဘောတူလေ။သူတို့ဝင်လာတော့ရွာမီကជីဖိုရွာပင်ဖြစ်တယ်။ ွားမင်းစင်တို့နွားလေးကလေးရွာရဲသူဝင်လာတော့ရွာသူရွာသားတို့ကစိတ်ဝင်တစားကြည်နေကြလေ။နောက်ကြည့်တကြီးအင်ရဘယ်နာလီမာလေးဗျ။ဒီတန်းတန်းသာဝင်သွားနှစ်ထပ်ရဲ့အမြင့်ကတကြီးရဲ့အိမ်မဲလို့ပြောပြီးဆက်မပြောတော့ဘဲသူတို့အားစူးစိုက်ကြည်နေတော့ရွာသားကြောင့်မောင်တို့တို့မှစိတ်ထဲ၌တမျိုးတမီဖြစ်သွားခဲ့ဟိုင်။ရွာလေးကိုထိုလ်လူရဲ့နှပြီးမှမောင်းထွက်လာခဲ့ပြီးမှတမျိုးကြီးဗျဘလို့ရွာသားမှန်လန့်လည်းမသိဘူ ကို့ရွာလာတဲ့သူဖော်ဖော်ယူယူမရှိလိုက်တာဗျာကဲပါကွယ်သူပြောသလိုပဲဆက်သားမမသူရဲ့သူ့ဆက်တော်ရှိမှာပဲလေမောင်ရင်ရဲ့ဖွားမိန်စရာပြောမှမောင်တို့တို့လည်းချိုးရွာသားအကြောင်းကိုဆက်မပြောကြတော့ပြီဒီအိမ်ထင်နေဗျနှစ်ထပ်အိမ်ရှိ၌ရွာလေးကိုရှက်လိုက်လျော့ဖွားမိန်စင်တို့လည်းလဲပေါ်မှာဆင်းလာခဲ့ကြတယ်အိမ်ဝိုင်းတဲ့သူဖွားမိန်စင်တို့ဝင်လာရမောင်တို့နဲ့မောင်အောင်ကလည်းလဲကိုချန်ပြင်းလိုက်ထားခဲ့ပြီးအတူတူပင်လိုက်လာခဲ့ကြတယ် တကြီးများရှိလားကွယ်ဖွားမေစီအတန်ကြောင့်ဓာသွေးနေတဲ့လူကြီးကမော့ကြည့်လိုက်ဖွားရောခီးသွားတွေပါဒီရွာတကြီးစီအကျိုးချောင်းပြောပြီးတဲကျင်လို့ပါကွယ်ဖွားမေစီကထို့သို့ပြောတော့ပဇောင်တဲမှာကွန်းကုံငုံထိုင်လူကြီးသည်ခုံကြည့်တို့လက်ညုံကဝင်ထိုင်ခိုင်းနေရဲ့ဖွားမေစီတို့လည်းဝင်ထိုင်ရာတို့လူကြီးကသွေးလက်စထားကိုချထားပြီးဖွားမေစင်တို့နဲ့မျက်နှာချင်းဆိုင်ရှိခုံတိုင်းဝင်ထိုင်လေ။ကျုပ်ကဒီရွာအတကြီးပဲ ခမရတော့ဘယ်ရွာလာကြလဲဘယ်လိုသွားကြမလို့လဲဖွားရွာဒီအရက်နဲ့ဝေးလာတဲ့တောင်ထွန်းရွာလာတာပါတကြီးကကောင်းကြီးတဲ့ဘယ်လိုသွားကြမလို့တော့ဖွားရွာဖွားမေကြီးကစကားကိုဆက်မပြောသေးဘဲဒေါ်နော်ခန့်ကိုကြည့်ရင်ဒေါ်နော်ခန့်ကလည်းအလိုက်တည်းကျုပ်တို့ကကြောက်အရွာသွားကြမှာပါဘလို့ကြောက်အရွာဒါဆိုခမရတို့ကတကြီးကဒေါ်တာတကြီးထရက်လေးသူသွေးထားတဲ့တောင်လေသွားယူလျော့ဖွားမေကြီးတို့မှာ မိမိတို့အားအန်ရယ်ပေးလေပြန်လဲခုခံနိုင်ဖို့ကြည်နေကြရယ်နေပါဦးတကြီးရဲ့ကျုပ်တို့ကကြောက်အံ့ရွာလို့ပြောတာနဲ့တော်ကဘာလို့ဒေါသထွက်ရလဲခင်ဗျားတို့သွားမေးဆိုရဲကြောက်အံ့ရွာဘလို့ရွာလဲဆိုတာတော့သိကြမှာပေါ့ဘာလဲကျုပ်တို့အတုံးချဖို့လာလိမ့်နေရလားဘလို့ကျုပ်ချမိုင်းကအခုထွက်သွားကြ။အိုဗျာကျုပ်ချမိုင်းနေရာဒီမကောက်ကျုပ်တို့ရွာပါထွက်သွား။တကြီးကဖွားမေစင်းတို့ဒေါသတကြီးမောင်းထုတ်လေ။အဖေစိတ်လျှော့ပါဖေရဲ့ ယောက်ျားရဲ့စိတ်လျှော့ပါသူတို့ကြည်ဟာလူကောင်းတွေထင်ပါရဲ့ကောင်မလေးတယောက်နဲ့မိမကြီးတယောက်အိမ်ထဲမှာအပြေးထွက်ကတားကြလေအော်အော်ငါမင်းကိုအိမ်ထဲကမထွက်ဖို့ပြောထားရင်နော်မင်းကလက်တီနဲ့တွေ့ကျင်နေရလားတကြီးရောက်အော်လီတော့မှကောင်မလေးလို့ထင်ရသူမှယောက်ျားလေးဖြစ်နေမှသိရတော့တယ်အဖေကျုပ်ကိုရိုက်ချင်ရိုက်ပါဧည့်သည်တွေတော့ရံမပြုတ်ပါနဲ့တီချာလဲမင်းမြန်ကြည့်ပါအောင်အဖေရဲ့လို့အော်အော်ဆိုသူကအတန်ချိုချိုလေးဖြင့်ဖခင်ဖြစ်သူကိုပြောနေခဲ့ ရှင်ညိုပင်အံ့ဩနေခဲ့တယ်။သပင်ရှိကိုတိချာကြီးနောက်ထိုင် ထိုးသူသည်မိန်းကလေးတယောက်ဖြစ်မနေပဲယောက်ျားလေးတယောက်ဖြစ်လို့နေခဲ့တယ်။သူရဲ့အပြောအဆိုနဲ့လှောက်ရှားမှုများသည့်ကမိန်းကလေးတယောက်ကဲ့သို့နူးညံ့တိမ်မွေ့လုံးနေရာကိုရှင်ညိုတရိထားမိရဲ့။တကြီးစိတ်ကိုခဏလျှော့ထားပါ။ကျုပ်တို့ဟာဘသူတွေအဲ့ဒီရွာဘာကြောင့်သွားရမလဲဆိုတာအစတိချာရှင်းပြပါမယ်လို့ဒေါနော်ခန့်ပြောလီတော့မှတကြီးလဲစိတ်ကိုလျှော့လျင်ဒေါနော်ခန့်ကပြီး ူမတို့ခီးထွက်လာတဲ့ကိစ္စအကြောင်းဆုံးအားတကြီးတို့ကို ရှင်းပြလေရာ အားလုံးနားထောင်ပြီးချိန်လိုက်တကြီးလက်ထဲမှာထားပြီးမြေပေါ်သို့ရှောင်းနေပြီဖြစ်တယ်။ဒါဆိုအမေတို့ခမရတော့ဒီကဝီကောင်ရှင်းပြဖို့လာကြတာပေါ့လေ။ဟုတ်ပါတယ်ကွယ်။ကျုပ်တို့ကလည်းဒီအကောင်ပြီးရဲ့ဒုက္ခအလူနဲ့ခံခဲ့ရတာဗျ။ဒီလိုကြောင့်ကျုပ်တို့ရွာမှာလူငယ်ဆိုတာလေအတော်နေနေပါပြီဗျာဘလို့ကြောင့်ပြောရတာလေခွဲ့ဘာကြောင့်ဆို လူငယ်မှန်သမျှသူတို့ကလာဖမ်းသွားတာအမေကြီးရဲ့ကဝီကောင်းတဲ့သူ့နောက်လိုက်တွင်ဘသူမှမလွန်ဆန်ရဲချောင်ဒီနေ့ညတော့ကျုပ်သားအလှဲ့ပေါ်ဗျာဘလို့တကြီးကပြောလျော့ရှင်ညိုလဲအော်အော်ကိုကြည့်လျာအော်အော်နဲ့သူ့အမေရဲ့မျက်နှာတို့မှာညှိုးငယ်တွင်နေခဲ့ယောက်ျားလေးတွေဆိုဖမ်းခေါ်သွားတက်လို့လို့ကျုပ်သားမိန်းကလေးလိုနေထိုင်ခိုင်းထားတာဒါပေမဲ့ဘာမှမတက်နိုင်တော့ပါဘူးဒီညသူတို့လိုက်သူ့တေကိုတေခုခံဖို့ပဲရှိတော်တယ်ဗျာ သူတို့ကယောက်ျားလေးတွေဖမ်းခေါ်သွားပြီးဘာများလုပ်ကြလဲတကြီးမသိပါဘူးမိန်းကလေးရဲ့သူတို့ခေါ်သွားသမျှလူတန်းကတော့ရွာကိုပြန်ရောက်လာကြမရှိပါဘူးကွယ်တကြီးစကားကြောင့်ဖွားမိန်စိန်တို့လည်းကြီးဖို့ရွာရဲ့ဒုက္ခများကိုသိရှိခဲ့ကြတယ်ဒါနဲ့ကျုပ်ရဲ့နမစိန်ထုံးမှာဒါကျုပ်မိန်းမအေးမီတဲ့သူကတော့ကျုပ်တို့သာအုတ်အောလို့ခေါ်ရင်းဗျအုတ်အောကရှင်ညိုတို့ကိုပြုံးကြည့်ရင်အုတ်အောမှာရှင်ညိုထပ်ပြီးငဲပုံရည် ကဝီရာဆိုင်ဖန်းစည်းခေါ်ဆောင်ခြင်းကိုခံရတော့မေအုံအောင်ကိုကြည့်ရှင်ညိုပင်တနာမိလေမေရွာကျုပ်တို့အိမ်မှာတဲမှာမလားကျုပ်တို့တဲခွင့်ပြုပါလေစိတ်ကြိုက်တဲကြပါဗျာတကြီးဥစိန်ထွန်းရဲ့ခွင့်ပြုချက်ရသည်နဲ့မောင်တို့ကနွားလေးကိုခြံဝိုင်းတဲ့မောင်းသွင်းလျော်တယ်အကိုကြီးအုံအောင်လေးဝိုင်းကူပေးပါမယ်မောင်တို့ရဲ့နွားရီကိုအုံအောင်ကကူညီရာနွားရဲတဲ့တို့မောင်းသွင်းပေးတယ်တကြီးကတော့သားဖြစ်သူလှမ်းကြည့်ရင်တက်ပြင်းတာရှာချိုင် ျုပ်တို့မှာဒီသားလေးပဲရှိတာပါအမေကြီးရဲ့ကျုပ်တို့သားလေးသာဒီကောင်းนี่ခေါ်သွားရင်ကျုပ်တို့လင်းများဘွားရှင်နေလို့လဲဘာထူးတော့မှလဲဗျာဘွားမိန်ချင်ကတကြီးပြောတာနားထောင်ရင်တကြီးကတော့ငဲ့ပြီးရဲ့အကျဉ်းကြီးကိုမှတ်တောင်းလိုက်တယ်ဒီညက်နေဟုတ်တလားဗျာမောင်ရည်သားကဝေယာစာရဲ့လူတွေလာခေါ်မယ်ဆိုတာဒီညဟုတ်တယ်မလားဟုတ်ပါရဲ့အမေကြီးသူတို့ကလာခေါ်မယ့်ရက်ကိုအတိအကျပြောသွားကြတာအရင်လူတွေတော့ရော မောင်ရင်တို့ဘာမှပြန်မခုခံကြအောင်လားခုခံမုံနေနေတတပြားလာခေါ်သွားတော်ကိုတော့မတိလိုက်ကြဘူးအမေကြီးရဲ့ဖောင်းမေကြီးကတကြီးဥစိန်တို့စကားကြောင့်ဆက်မမီးတော့ပဲညိတ်သွားလေဒီလိုတွေဖြစ်တာကြာပြီလားတကြီးလို့ဒေါ်တော်ခန့်မေးလေရောတကြီးဥစိန်တို့ကခေါင်းညိတ်ပြီး10နှစ်လောက်တော့ရှိပြီဗျကြောက်အိမ်ရွာနေရအတော်နီးသလားတကြီးမနီးရပါဘူးဗျကြောက်အိမ်ရွာရောက်ဖို့ဆိုရင်မြစ်ကိုအရင်ဆုံးဖြတ်ရပါသေးရဲ့ အဲ့ဒီမြစ်ကိုဖြတ်ပြီးမှတောကိုရောက်မှာမြစ်ကိုဖြတ်ပြီးမှတောကိုရောက်မှာဆိုတော့ကျောက်အိမ်ရွာတောထဲမှာရှိရလားဟုတ်တယ်ခင်ဗျအရင်ကတော့ကျုပ်တို့ရွာလူတွေချင်းခုံဝါခုံသွားကြလာကြပါသေးရဲ့ဒါပေမဲ့ချင်းခုံဝါခုံသွားတဲ့သူတွေကအဲ့ဒီတောထဲမှာရွာကြီးတရွာတွေ့ခဲ့ကြတယ်တချို့ဆိုအဲ့ဒီရွာနေပြတ်မလာကြတော့ဘူးဆိုတဲ့သတင်းတွေလည်းထွက်ပြီးမကြပါဘူးဘသူမှအဲ့ဒီကျောက်အိမ်ရွာမသွားရဲကြတယ်လို့ချင်းခုံဝါခုံအလုပ်တွေပါဆွန့်လွတ်ခဲ့ကြရတာ ဒါကတော့အတော်ကြာပြီဗျကျုပ်တို့ဘိုးဘွားရဲ့လက်ထက်ကလေးကတိခဲ့ရတဲ့အကြောင်းအရာပေါ့ဗျာဒါဆိုကြောက်အရွယ်တကြီးတို့မရောက်ဘူးကြောက်ပေါ့ဘယ်ရောက်ဘူးမလဲဗျာရောက်ဘူးတမျှလူတွေလဲရွာပြန်ရောက်လာတယ်မှမရှိရဒီလိုဆိုဒီရွာလူငယ်တွေကိုလာဖမ်းခေါ်တာကြောက်အိမ်ရွာလို့ဘာကြောင့်ပြောနိုင်ရလဲပြောနိုင်ဆိုရင်သူတို့ကတကောလုံးအဝိမဲရီပဲဝတ်ထားကြနောက်ပြီးသူတို့ကသူတို့ဖမ်းမဲ့လူကိုလဲကြောက်အိမ်ရွာခေါ်သွားမယ်လို့ပြောနေမှာတော့ ဒီလူတွေကကြောက်အင်ရွာလူတွေဆိုတာသိကြတာပေါ့ဗျာကျုပ်တို့လည်းအစားတော့ဒီလူတွေရောက်လာရွာလူတွေနဲ့ဝိုင်းပြီးရိုက်ကြဖို့ကြံစီမိကြသည်လွယ်လွယ်နဲ့တော့ကို့ရွာလူတွေဘယ်အပါခံနိုင်ပါမလဲဗျာဒါပေမဲ့အဲ့ဒီလူတွေကတိတ်ဆွမ်းနဲ့အောက်လန်းကဝေတွေဗျကျုပ်တို့ကင်ထားရဲ့ဒုတ်တွေဓာတ်တွေတော့မွေအသွင်ပြောင်းပြီးကျုပ်တို့လိုက်ပေါက်ခိုင်းသေးရာအဲ့ဒီချိန်အားသို့ကျုပ်တို့ရွာမှာမွေပေါက်လို့တည်ရဲ့သူတွေလည်းအများသားဗျဘလို့မောင်ဒင်းတို့ရံပြုတ်လို့မရခဲ့တာပါဗျာ တကြီးဥစိန်ထွားဖွားမေစိန်တို့ပြောပြရှာဒီလိုဆိုရင်ဒီညမောင်အုပ်အော်လေးသူတို့လာခေါ်ကြမှာပေါ့လေဟုတ်တာပေါ့ဗျာဖွားမေစိန်ကစက်မမီးတော့ဘဲတစုံတစ်ခုကိုစဉ်းစားနေဟန်ရယ်ရှင်ညိုကအဖာကျုပ်တို့သူတို့ကုညီကြရအောင်ဘာပဲဖြစ်ဖြစ်ကျုပ်တို့ကသူနဲ့ထိတ်တိုက်ရင်ဆိုင်ရမှာပဲလေဟင်ဒါဆိုအမေကြီးတို့ကကျုပ်တို့ရွာကယ်တင်ပေးနိုင်ကြရယ်ပေါ့ဒီလိုဆိုရင်ဖြစ်ကုညီပေးပါအမေကြီးရယ် ကျုပ်တို့တွေဘက်ကဘာပဲပေးရပြရပြန်ပေးပါမယ်ဗျာတကြီးဦးစိန်ထွန်းကဘွားမင်းစိန်ကိုအသေးအံပင်တောင်းဆိုနှိရှိုင်းတကြီးကတော်တို့မှလည်းမျောလေတကြီးဖြီးဘွားမင်းစိန်တို့ကြည်ကြရှိုင်းမောင်ရင်တို့ဘွားတို့ဘက်ကကူညီပေးကြမှာဒါပေမဲ့ဘွားဘက်ကလည်းစဉ်းစားချင်းချင်းရသည်ရဲ့ကွဘာကြောင့်လဲဆိုတော့ဘွားတို့အနေနဲ့တက်တန်းရင်ကဝေရာသာရှင်းလင်းဖို့လားတဲ့ခေးမှာသူ့စီရောမရောက်သေးပဲကြိုပြီးစိန်ခေါ်မိတယ်လို့ဖြစ်နေမှလည်းစိုးရသေးရဲ့လေ ။ "तू ကဘလို့ကဝီမျိုးလဲဆိုတာ။ဖွားရုပ်ကတိတိကျကျမသိရသေးတော့။အခုအချိန်နဲ့ရင်မဆိုင်ခြင်းသေးဘူးကွယ်။ဖောင်းမေစင်စကားကြောင့်တကြီးဥစိန်ထုံရဲ့မျက်လုံးများသည် စပွဲကိုသာငုံကြည့်ရင်ဟုတ်ပါရဲ့အမေကြီးပြောတာလည်းမှန်ပါတယ်ကျုပ်တို့တဦးတယောက်တည်းအတွက်အများကောင်းဖို့ဟန်တားတယ်လို့ဖြစ်နေမှာပေါ့လေကျုပ်တို့ကနေကျုပ်တို့သာရှိပါစေတော့ဗျာအမေတို့အနေနဲ့လဲအမေတို့လောက်ရမယ်ကိစ္စကိုသာအာရုံထားချပါကဲမိမကြီ အမေတို့အတွက်ထမင်းလေးပါလေးပြင်ပေးလိုက်ပါအောင်ဟာလို့ပြောပြီးမြေပြင်ပေါ်လဲကျနေတဲ့တရှိကိုကောက်ယူပြီးခြံဝိုင်းထဲမှာထွက်သွားလျော်တယ်။ကျုပ်ယောက်ျားအပြစ်မမြင်ပါနဲ့အမေကြီးရဲ့သူ့ခမရလဲသားလေးကိုစိုးရိမ်နေရှာလို့ပါ။တကြီးကတော့ဖွားမိန်စင်ကိုရှင်းပြပေးဆိုင်ဒိုနီနိုင်ဖွားမိန်စင်တို့သည်တကြီးဦးစိန်ထွန်းရဲ့အိမ်၌တဲကိုခဲ့တိုင်းအော်အော်ကလည်းတူဦးတီတော်သားပြီးပြီးရှင်ညိုတို့ခင်တွဲဆိုင် အကိုကြီးနဲ့မမတို့ဆိုတဲ့စကား နှုတ်ဖျားမှမချအောင်ဖြစ်နေရှိုင်းရှင်ညိုနဲ့မောင်တို့တို့တောင်းရောက်ဒီဟာအော်အော်လေးကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေကြရှိုင်းကျုပ်တော်အော်အော်လေးကိုကယ်ပြီးကျင်လိုက်တာကိုကြီးတို့နဲ့ကိုရွတ်အောင်ရဲ့ငါတို့လည်းတူတူပါပဲဟာတိုင်းမဲ့ဖွားလည်းလူကြီးဆိုတော့တေချာစဉ်းစားနေပုံရပါတယ်အဖွားကယ်မကယ်တော့ကြုံမသိဘူးကျုပ်တို့ဘက်ကလည်းအော်အော်ကိုကယ်ဖို့ကြိုတင်ပြီးပြင်ဆင်ထားတင်တယ်လို့ထင်တယ်ဟင်နေရဘလို့ကယ်မှာလဲဟာငါတို့ကဘလို့ကယ်ရမှာလဲ တီးလို့လေရှင်ညိုကအော်အော်ဟုတ်ကဲ့ပို့ကြိုတင် ပြင်ဆင်တော့တယ်မောင်တုံးနဲ့မအောင်မှာရှင်ညိုပြောသမျှကိုနားထောင်ရင်းခေါင်းကြီးလာကြတယ်ရှင်ညိုရာဒီကိစ္စဖွားတိမလွယ်ဘူးနော်အိုးကျုပ်ကတော့အော်အော်အပါမခံနိုင်ပါဘူးရရင်နည်းနဲ့ကဲရမှာပဲကိုကြီးတို့ရဲ့အော်အော်မျက်နှာလူကြည်စမ်းမအောင်ဘလောက်တောင်ဖြူစင်အေးချမ်းနဲ့ကလေးလေးလေးလို့ရှင်ညိုကဖားမယ်စိန်နှုန်းနဲ့ထိုင်နေတော့အော်အော်ကိုကြည့်ရင်ပြောလိမ့် ။အုံအုံးကသူ့ကိုလမ်းကြည့်ရနဲ့တိုးလျော့အုံအုံးရဲ့အပြုံးချူချူလေးကြောင့်ရှင်ညိုပြုံးမိလေ။ရှင်ညိုနေမဟုတ်မှအုံအုံးများဟာဘာဖြစ်ပြောနေရလဲကိုကြီးတို့ရာကျုပ်ကအုံအုံးပေါ်မကောင်းတဲ့စိတ်မရှိပါဘူးတော့ကို့မောင်လေးလို့သဘောထားတာပါ။ရှင်ညိုရှင်ညိုညီတခုခုပဲနော်။ကိုကြီးအုံးကလည်းကျုပ်ပြောနေရရုံစမ်းပါတော့။ကဲပါအစီအစဉ်ကိုဆက်ပြောကြမယ်။ရှင်ညိုဟာတူ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 ဖြစ်ပြောလျော်တုံးယောက်သားကောင်းချင်းဆိုင်ကနားထောင်ခဲ့ရတယ် ရှင်ညိုတို့တောင်းရောက်ကိုလှမ်းကြည့်နေသောဒေါနော်ခန်ကအမိန်ကြီးတွေတော့တခုခုပဲနော်။ဘာရီများကြံနေကြတယ်မသိဘူးလို့ဖောင်းမိန်စင်ကိုပြောလေရော။ဖောင်းမိန်စင်ကရှင်ညိုတို့လှမ်းကြည့်ရင်ပြုံးလေ။အကျန်းရည်လေးယူကမော့တောက်ပြီးမှဘာရီပဲကြံကြံမသိကြောင်သာဆောင်းလိုက်ပါသမီးရဲ့။ဘွားမောင်းအုပ်အော်လေးမကူညီပေးနိုင်ဘူးဆိုတော့သူတို့အနည်းနဲ့သူတို့ဟန်ကူညီကြမဲ့ပုံရပါတယ်။ဒါကလေသူတို့ရဲ့စိတ်ကိုစမ်းနေတဲ့ဘောပဲ။ညီတူမှရှင်ညိုရဲ့စိတ်ထဲမှာ ယူနာစိတ်မြမြဝင်ဖို့လိုအပ်တယ်တမီးရဲ့။အော်အမေကြီးကလည်းအမေကြီးအကြံတွေကိုကျုပ်ကတော့ကြားလူလိုမျိုးနေရတော့မှာပေါ့လေ။ကြားလူလိုနေလို့ရပါမယ်။အခွင့်ကြုံရင်တော့နှစ်ဖက်မျှနေပြီပေါ့တမီးရဲ့။ညကြရင်လည်းဖွားတော့ရီသူတို့ကြီးပဲတော့လှထားလို့မရနိုင်။အချိန်နေစောင့်ကြည့်ရအောင်မေး။ဖွားမယ်စီပြောတာကိုဒေါ်နော်ခန့်ခေါင်းငိမ့်လိုက်တယ်။ရှင်ညိုတို့ကလည်းသူတို့အကြံနဲ့သူတို့ညာအတွက်ပြင်ဆင်နေကြတော့တယ်။အချိန်အားဖြင့်မှောင်ရီပြုံးနေပြီဖြစ်တယ် ခြံဝိုင်းတဲ၌မီးပုံလှုပ်ထားပြီးထိုမီးပုံပြီး၌ရွာသားကြီး၅ယောက်ကဝိုင်းဖွဲ့၍ထိုင်နေကြတယ်။သူတို့ရဲ့နှပီးနိုင်တဲ့တုံများ၊ဓာများ၊လှံများကို အသင့်ချထားလေ။ကဲအကျိုင်းရင်လေးတော့လက်ဖက်လေးစားကြပါအောင်ပြု။တကြီးကိုရိုင်းမီးပုံနှပီးနိုင်ဝင်ထိုင်ရင်ရွာသားကြီးတွေကိုဧည့်ခံလေတဲ့။အော်အော်လုံလုံညုံညုံရှိရလားတကြီး။ရှိရပါဗျာ။အိမ်ပေါ်တက်မှာတော့ခတ်ပြီးထားထားတယ်ဗျ။ ကျုပ်သားဘယ်နည်းနဲ့မှဒင်းတို့လက်ထဲအပါမခံနိုင်ဘူးဗျာဒီအတွက်လဲစိတ်ချပါတကြီးကျုပ်တို့တိကြကာကွယ်ပြီးမှာပါဟုတ်ပြီဗျာကျုပ်ကလည်းဟော်ရီနှလုံးပြူတနက်နဲ့အတေကိုပြစ်မယ်ဗျို့တကြီးဟာတနက်ကိုကြစ်ကြစ်ပန်းစုပ်ကိုင်ရင်ပြောလီရဲ့ဘွားမိန်စီကတော့အိမ်အပေါ်ဓာမလှမ်းကြည့်နေခဲ့တယ်ဘွားမိန်စီတို့အပေါ်ဓာရှိဖျားကန်လိုက်အိတ်ဖို့ပြင်ဆင်ပေးထားတယ်သူအပေါ်ဓာရှိအခန်းအတွင်းမှာတော့အုတ်အောက်ကိုတော့ခတ်ပိတ်လောင်ထားလီရဲ့ ဖောင်းမေစင်ဖျားရှိကိုတရားထိုင်ပြီးလျော့ညပီနဲ့နေပြီဖြစ်တယ်။မိမိကောင်းလေးထက်အตาအရာလဲမြောင်လိုက်ချင်းချံဝိုင်းတဲစီမှရွာသားတွေရဲ့စကားပြောတဲ့များကိုပင်ကြားနေရစေဖြစ်တယ်။အတော်လေးကြာလျော့စကားပြောတဲ့များတိတ်ဆိတ်သွားချံဝိုင်းတဲ၌မြူများထူထပ်နေကြတယ်။အဆောင်ရောက်နေသောရွာသားများနဲ့တကြီးဥစိန်ထွန်ပင်အိမ်ပေါ်ကျနေပြီဖြစ်တယ်။တို့စဉ်အိမ်ပေါ်ထပ်တို့တက်လာသောခြေတံများထူခြေတံများသည် ကဝေရာစာရဲ့တပည့်များဖြစ်တယ်။ကနာကိုတစ်ခုလုံးကို အဝိအမေများအားခြုံထဲတစ်ခုနဲ့လွှမ်းခြုံ၍ထားကြတယ်။တောခန့်ထားသောတကားသည်တော့ပြုံလျက်ချက်ချင်းပွင့်၍သွားခဲ့တယ်။လောက်စလုံးများဖြင့်ညအဆက်မပြတ်ပြစ်နေရကြောင့်လောက်စလုံးများဖြင့်အဆက်မပြတ်ပြစ်နေရကြောင့်အဝိအမေရှိလူများပင်အခန်းထဲသို့ဆက်မဝင်နိုင်ဖြစ်နေခဲ့တယ်။ရှင်ညိုနှင့်မောင်တို့တို့တောင်းရသည်ရှင်ညိုစီရင်ပေးထားလောက်စလုံးများဖြင့်အဝိအမေဖြင့်မကောင်းဆိုးဝါးတို့ကိုပြစ်လျာ မိလုံးများနဲ့ပြစ်ပေါက်တကယ်တော့ထိမှန်ကြလျော့မကောင်းစိုးဝါတို့မှအိမ်အောက်ထက်သို့အပြေးဆင်းကြလျေရှင်ညိုတို့ကလည်းနောက်မှအပြေးလိုက်ဆင်းလျော့ခြံထဲသို့ရောက်လာခဲ့ကြ යි မျိုးများနေသွားချိန်တိုင်းမြင်လိုက်ရသည်ဟာမကောင်းစိုးဝါတို့မှအယောက်30များဖြစ်နေခဲ့တယ်သူတို့ဒီကိုယ်ခွဲအတက်ဖြင့်အင်အားများနေခဲ့ခြင်းဖြစ်လျေရှင်ညိုဘလို့လုံးကြမလဲဓာရီထုတ်တော့ကျုပ်စီရင်ပေးထားဆိုတော့ဒင်းတို့ခုတ်ပိုင်းလို့ရရင်ကိုကြီးတို့ မောင်တို့နဲ့မအောင်လဲဓာရီကိုတိကျစုပ်ကိုင်းထားပြီးအန်ကိုတိတ်ကမကောင်းစွာတို့နဲ့တိုက်ခိုက်ကြရတယ်။ရှင်ညိုကလည်းအင်းများပြေပြေမကောင်းစွာတို့ကို ရှင်ဆိုင်လျာအိမ်ပေါ်တမဖွားမိန်စိန်နဲ့ဒေါ်တော်ခန်းတို့ကကြည်နေကြတယ်။အမေသူတို့ကြည့်ပဲဆိုရင်ကျုပ်ကတော့နိုင်မမထင်ဘူးနော်လို့ဒေါ်တော်ခန်းပြောတော့ကဝေရာစာသူ့လက်အောက်ကမကောင်းစွာတွေလွတ်လိုက်တာပဲ။ဒါပေမဲ့အနီးကချုပ်ကိုင်းနဲ့ကဝေတယောက်တော့ပါမှာပဲသမီး သူ့ကိုအရင်ရှာပြီးလက်စတတ်အိဒါမှညီတို့နိုင်လိုက်မယ်ဟုတ်ကဲ့မင်းဒေါ်တော်ခန်းလေးသူ့ရဲ့လွယ်ရေးအတွင်မှာကြာပုတ်ကိုထုတ်ကားအင်းရောက်တဲ့သူဆင်းလာခဲ့တယ်မောင်တို့နဲ့မအောင်မှာမကောင်းစွာများကိုကြားဖြည့်ခုတ်လိုက်ရှောင်းလိုက်ဖြင့်အပြန်အဆိုင်တိုက်ထုတ်နေရသည်မှာလက်ပန်းပင်ကျနေပြီဖြစ်တယ်ဒေါ်တော်ခန့်အဝင်၍မကောင်းစွာများအားသူ့ရဲ့ကြာပုတ်ဖြင့်ဝင်ရိုက်ကာကူပြီးနောက်ရှင်ညိုဒီကောင်တွေအကြီးလက်တဲထားခဲ့အဓိကကဝင်ရှာတတ်မှရလိမ့်မယ်မြင်မြန်လို့ ဒေါနော်ခန်ရောက်လာကြအောင်အံ့ဩနေသောရှင်ညိုကိုဒေါနော်ခန်သတိပေးလိုက်၍ရှင်ညိုလည်းခေါင်းကိုငိမ့်လိုက်တယ်။ထို့နောက်သူမရဲ့အာရုံများသည်ကဝေကောင်ရှာဖို့ဥတီကြတော့တယ်။ကြံဝိုင်းတဲ့နိုင်မကောင်းဆိုးဝါးတို့ရဲ့အောဟိတံများဓာတ်တံများစုညံနေခဲ့တော်လဲကြီးဖို့တိမ်ပါလုံးသည်မကောင်းဆိုးဝါးတို့ရဲ့အိမ်မွေးချခြင်းကိုခံနာရကြောင်းအခုအဖြစ်ပြက်အားမြည်သူမှ မသိရှိနိုင်ပေ။တွေ့လေပြီနွားတဲပေါ်၌ထိုင်ကကြည်နေသောဝိရှင်အမေဖြစ်လူတရာတို့လူရှိရာနွားတဲစီတို့ ရှင်ညိုသူလွှားကနေခုံကာတက်လိုက်တယ်။ရှင်ညိုရောက်လာ၍ကဝေကောင်သည်ရှင်ညိုကိုတိုက်ခိုက်လျာသတိဖြစ်နေသော ရှင်ညိုမှာပြန်မခုခံသည်ပဲကဝေကောင်၏လက်သေးချွန်များကိုရှောင်ချနေခဲ့လျက်ကဝေကောင်၏ရှင်တက်တဲ့လက်သေးချွန်များ၌အစိမ်းရအငွေ့တက်များကိုရှင်ညိုမြင်နေရ၏။ထိုအစိမ်းရအငွေ့တက်များမှာ အစိမ်းများဖြစ်တယ်။အစိမ်းပိုင်းလက်သေးချွန်နှင့်ကုတ်ဖဲ့ခံလိုက်ရလျက်အစိမ်းမိမိပင်ဖြစ်တယ်။ကဝေကောင်လည်းရှင်ညုတ်ကို အသေးအံတိုက်ခိုက်နေရာ ရှင်ညိုတီနွားတဲ့ပေါ်မှာခုံကဆင်းပြီးကဝီကောင်းအားရွာတဲ့စီတို့မြားခေါ်သွားခဲ့လေကဝီကောင်းလည်းရှင်ညိုအနောက်မှာလိုက်လာခဲ့တယ်ရွာလည်းရှိကွင်းပြင်မှာရှင်ညိုနဲ့ကဝီကောင်းတို့ထိတ်ထိုက်တွေ့ကြရင်အခုတခါရှင်ညိုကတိုက်ခိုက်မယ်လို့ခြေလန်းစလျော့မြေထဲမှာထွက်လာရဲ့လက်မဲကြီးများသည်ရှင်ညိုခြေထောက်များအားဖမ်းရှုပ်၍ထားလေရှင်ညိုရုံးတော်လည်းမရခဲ့လှုပ်၍ပင်မရဖြစ်လေကဝီကောင်းသည်ရှင်ညိုကိုကြည့်ပြီးပြောင်းနေသူ့ရဲ့အပြုံးသည် အောင်နိုင်သူတယောက်အလား ရှင်ညို့အထင်သေးနေရဲ့အပြုံမျိုးဖြစ်ပြီးနှစ်လုံးပွဲရအပြုံမဟုတ်ပေ။ကဝေးကောင်းဒီရှင်ညို့နဲ့ပေ20မြချားတော်လဲသူ့ရဲ့လက်ကိုစံတန်းထုတ်၍ရှင်ညို့လဲပင်ကိုဆွဲညှိဟန်လှုပ်လျာတဖက်ရှိရှင်ညို့ပင်ခြေတော်များယုံ၍မရသည့်ကြမှာလဲပင်ညစ်ချင်းခံနာရရှိုင်။ကဝေးကောင်းဒီပြုံးလျက်ရှင်ညို့ကိုစူးစိုက်ကကြည့်နေ။အသက်ရှူကြံ့၍ရုန်းကန်နေသော ရှင်ညို့ကို ကြည့်နေရသည်ပင်အယတာတွေ့နေပုံရ၏။ကဝေးကောင်းမှာကြကြပင်သဘောမချလိုက်ရရှာ။ ရှင်ညို့ရဲ့မျက်လုံးများသည်မိများတောက်လောင်နေသည့်အလားညီမြန်၍လာခဲ့ပြီးရှင်ညို့ရဲ့ခြေထောက်အားရှုပ်ကင်ထိုင်လက်များပင်မိများလာ၍မြေကြီးထဲသို့အငွေ့တရံပြောင်းကပြန်ဝင်သွားခဲ့ရ၏ရှင်ညို့သည်သူ့ရဲ့လက်ပင်ကိုညှစ်ထား၍ကဝေကောင်ရဲ့လက်အဆုံအားသူ့ရဲ့လက်ဖြင့်ကင်ဆွေးဟန်လှုပ်လျော့ပေ20အကွာရှိကဝေကောင်ရဲ့လက်များဟာမိများတောက်လောင်လာခဲ့တော်တယ်မိများတောက်လောင်နေသောလက်တို့ဖြင့်ကဝေကောင်မှပြာရာခတ်ပြီးမိများကိုရိုက်ပုတ်ငိမ့်သက်တော်လဲ မိများကမငြိမ်ခဲ့ပြီးရှင်ညိုသည်မင်းငြိမ်သက်ဖို့ပြရာခတ်နေသောကဝေကကြည်ပြီးပြောင်းလေရဲ့ကဲမြင်မြန်လေးပဲအဆုံးသက်ပြီးရတော့မှာပေါ့လို့ပြောကကဝေကောင်ထံသို့သူ့ရဲ့လက်မှာထွက်လာပြီးမိလုံးကြီးကို ပြစ်သွင်းလိုက်လေရာအတန်နဲ့ကြည်ဖြင့်အော်ဟစ်ကကဝေကောင်သည်မိများရဲ့ဝါမျိုးချင်းကိုခံလိုက်ရတော့ပြီကဝေကောင်ရဲ့တကူလုံးမိတို့လောင်ကျွမ်းနေပြီးခဏအတွင်မှာပြီးပြအဖြစ်တို့ရောက်ရှိသွားခဲ့တယ်ထိုအခါမှာရှင်ညိုလည်း တကြီးဦးစိန်ထွန်းရဲ့အင်ဂျီတို့အမြန်ပြန်လာခဲ့ရတယ်။တကြီးဦးစိန်ထွန်းရဲ့ခြံဝိုင်းအတွင်၌သွေးသံတရင်ရဲ့ဖြည့်အမောဖြည့်နေသော မောင်တိုးနဲ့မောင်အောင်အပြင်ဒေါ်နော်ခန်းကိုပါမြင်လိုက်ရလေ။ကိုကြီးတို့တို့အစဉ်ပြည့်လား။အကြီးရောဘယ်ထိသွားသေးလဲလို့ရှင်ညိုကမေးတော့မောင်တိုးကမင်းငော့ကပြလေရ။ရှင်ညိုကြည့်လိုက်တော့ခုံလိုက်ထိုင်ကအကျန်းရီတောင်းနေသောဖွားမိန်ကျုံမြင်လိုက်ရတယ်။တော်သေးတာပေါ့ရှင်ညိုရဲ့။ငါတို့မကောင်းဆိုးဝါရီကဝိုင်းလာတာဟာဖွားကင်လို့ပေါ့ မဟုတ်ရင်ငါတို့တည်နေတော့ပြီလို့မောင်အောင်ကပြောတော့ရှင်ညိုဖွားမယ်စုံကြည့်၍ကောင်းကောင်းလိုက်လေ။ကဲအမောပြင်ရေးသွားရှုကြတော့မကောင်းဆိုးဝါးတွေရဲ့သွေးတွေဟာရောဂါဖြစ်စေမယ်။ဗျာရောဂါဖြစ်တယ်။ဟာဒါဆိုကိုကြီးအောင်လာလာကျုပ်တို့ရေးအမြတ်သွားရှုရအောင်။ရှမ်းဝိုင်းတဲ့နိုင်မကောင်းဆိုးဝါးတကောင်မှ မတွေ့ကြရပြီ။ရှင်ညိုလည်းဒေါနော်ခန့်အတွဲပြီးဖွားမယ်စင်အနီတို့လာထိုင်နေရဲ့။အဖကျုပ်တို့ရဲ့အစီအစဉ်သိနေကြရလား။မသိပဲလားတမီးရဲ့။ ညီတို့ကြီးပဲနိုင်တာဆိုရင်ဘွားမသိဟန်ဆောင်းလို့ရသည်ခုကြည့်လေဟိုဘက်ကဘလောက်တောင်အင်းအားများလိုက်တယ်ဟုတ်တယ်ဘွားဒါတော့သူ့လက်အောက်ကကဝေပဲရှိသည်တကယ်ကဝေရစားဆိုရင်ကျုပ်တို့အတော်ရင်ဆိုင်ရမှာပဲဒါကြောင့်ပြောတာပေါ့သူရဲ့ပညာဘွားတို့ဘက်ကအထင်သေးလို့မရအောင်ကဲပါလေသမီးတို့နားလိုက်အောင်ပင်မန်းနေရောမေဒါနဲ့တကြီးတို့ရောကျုပ်တို့နှိုးရမလားဘွားနေပါစေမိုးလင်းနိုးလာပါလိမ့်မယ်သူတို့တွေလည်းအေးအေးဝါတာပေါ့ အကြီးရောနေသားရဲ့လားနေသားပါ၏ရှင်ညိုလည်းရေချိုးဖို့ရန်မောင်တိုးနှင့်မောင်တိုးအပီးကိုသာစောင့်နေလိုက်တော်ရင်ထိုနေ့ညဖွားမယ်စဉ်ဝင်ကူ၍မောင်တိုးတို့တွင်မကောင်းဆိုးဝါးအများကြီးတိုက်ခိုက်မှုမှအသက်ရှင်ခဲ့ကြရယ်မိုးလေးလေရောတကြီးဥစိန်တို့နိုးလာခဲ့တယ်ဟာကျုပ်သားကျုပ်သားဟောကျုပ်သားပါသွားပြီထင်တယ်လှုပ်ကြပါအောင်ကျုပ်သားလေးကျုပ်သားလေးခေါ်သွားကြပြီတကြီးဥစိန်ထွန်းရဲ့အော်တန်ကြောင့်ဖွားမယ်စိန်တို့ပင်လှန့်သွားခဲ့ရတယ် နပီးနိုင်အိပ်ပျော်နေသောရွာသားများလည်းနိုးလာခဲ့တယ်။ဦးစိန်ထွန်းကအိမ်ပေါ်တက်သူအပြေးတက်၍သွားလျက်။ဟာတခိုင်းပွင့်နေပြီဖီဟာဖျာတုတ်သားလေးပါသွားပြီထင်ပါရဲ့ဗျာလို့ပြောရင်အခန်းထဲဝင်လျော့အိမ်မောကြနေအော်အော်ကိုမြင်လိုက်ရာတကြီးဦးစိန်ထွန်းသည်ဝမ်းသာအားရဖြင့်ဆွဲတူကပြိဖတ်တော်လျက်။အမလီတားလီတုတ်သားလေးရှိနေသေးရပဲလို့ဟောပြောလျော့အိပ်ပျော်နေသောအော်အော်ပြီးနိုးလာခဲ့တယ်။အဖေဖြစ်သူကဝမ်းသာအားရပြိဖတ်ကပြောနေသည်များကြောင့် ိုအောပင်ပြုံးနေမိလေရဲ့အဖေဝမ်းသာလုံးဝရင်လည်းလွတ်ပါအောင်ဗျာตาအသက်ရှူကြက်တယ်ဗျအေးပါငါသားရဲ့အဖေပြောလို့ပါကွာကဲကဲထားချစို့အဖေတို့အောက်ဆင်းကြရအောင်တကြီးဦးစိန်ထုံနဲ့အောင်အောင်တို့အောက်သို့ဆင်းလာပြီးဖွားမိန်စိန်တို့စီတို့ရောက်လာခဲ့တကြီးတို့များအပြောကြည့်ပြီးတကယ်တမ်းကြုံလာတော့အိတ်လိုက်တာများသုံးလို့ဗျာကျုပ်တို့ဖြစ်အသက်လူပြီးတိုက်လိုက်ရကိုကိုကိုတိတ်ပြီးလို့တောင်ထင်နေရဟေးဒါဆို ျုပ်သားလေးကိုခဲ့တာအမေတို့ပေါ့လေဟုတ်ပါဗျာဒါကြောင့်မလို့အော်အော်အခုချိန်ထိဒီမှာရှိနေရပေါ့တကြီးရဲ့မောင်တို့ကတကြီးတို့မိသားစုနဲ့ရွာသားများကိုညာကအဖြစ်ပြက်များအားပြန်ကပြောပြရရင်တညာလုံးမကောင်းဆိုးဝါးတော့နဲ့အပြန်တိုက်ခိုက်ရတယ်လို့ပြောလျော့တကြီးတို့မှာဖွားမိန်စိန်တို့ကိုအထင်ကြီးလေးစားမှုများတိုးလာခဲ့တော့တယ်ချီစုကြီးလာပါရဲ့ဗျာကျုပ်သားအတွက်နဲ့ဒီလို အသက်ပေးပြီးကဲ့ကြတာကျုပ်ဖြစ်ငါတူတို့ရောထိုင်ကြတော့လို့ရရင် ထိုင်သာကြော့လိုက်ချင်တော့တယ်။တကြီးတို့မိသားစုကဖွားမင်းစင်ကိုထိုင်ကြော့တိုင်။ဘွားတို့ဘက်ကလည်းကုညီပေးတယ်လို့ကုညီတာပါကွယ်။ဒါထက်ဘွားတို့တွေကြောက်အိမ်ရောဒီနေ့ပဲဆက်သွားရလိမ့်မယ်။မြစ်ကိုဖျက်ဖို့လေသမားတွေဘာတွေများရှိသလားကွယ်။ကြောက်အိမ်ရောလိုက်ပုံရင်လေသမားအိမ်လိုတော့မရှိတာကြာပြီဗျ။လေသမားမရှိဆိုတာကြောင့်ဖွားမင်းစင်တို့မှာမြစ်ကိုဖျက်ဖို့ခက်ခဲသွားကြတယ်။ဒါပေမဲ့မပူပါနဲ့အမေကြီးရဲ့အမေကြီးတို့ရဲ့ကြေးစုတွေကျုပ်တို့အပေါ်ရှိနေပြီပဲ။ ကျုပ်တို့ကူညီပေးပါမယ်ဗျာလို့ပြောပြီးတကြီးဦးစိန်ထွန်းသည်သူ့ရဲ့ရွာသားကြီးများနဲ့တိုင်ပင်တော့လေတိုင်ပင်လို့ပြီးလေမှပွားမိန်စိန်တို့ကို မပူနဲ့တော့အမေကြီးကျုပ်တို့ရွာလှင်းနဲ့ပဲအမေကြီးတို့လိုက်ပို့ပေးပါမယ်လေတော်ဖို့လည်းဒီလူကြီးမြောက်ကအဖော်လိုက်ပြီးမှာပါလို့ပြောကရွာသားကြီးနှစ်ယောက်ကိုညှို့ပြလေရွာသားကြီးမြောက်မှာခန္ဓာကိုယ်ထွတ်ထွားကြကြရှိလိုက်သွေးမနဲ့သူများမို့သာလိုက်ပို့ရဲတီကိုလည်းပွားမိန်စိန်တီလေ ်ဒီလိုဆိုရင်တော့ဘွားတို့ဘက်ကလည်းကျေးဇူးတင်ပါရဲ့ကွင်းရပါတယ်အမေကြီးရဲ့ကဲပါလေအမေကြီးတို့မနက်စာလေးကြွေးဖို့ပြင်ထားတော့မိမကြီးနောက်ပြီးအမေကြီးတို့ခီးမှစားဖို့အတွက်လည်းတေချာထည့်ပေးဟိစိတ်ကြပါတော့ကျုပ်စီစဉ်ပါမေတကြီးကရောရွာထဲမှာမိမကြီးများအကူခေါ်ပြီးဖားမိန်စိန်တို့ပွက်ပွဲရရာချက်ပြုတ်ကျွေးမွေးလေဒါတင်မက ခီးနိုင်စားဖို့ထမင်းထုံနဲ့အသားချောင်များကအစပြင်ဆင်ပေးရှာတကြီးကိုအကူကြီးတောင်းရမေဗျဗာများလေးမောင်ရဲ့ တခြားမဟုတ်ရပါဘူးဗျာကျုံနွားရင်လည်းလဲဒီမှာပဲထားခဲ့ပြစီလို့အခုညီတောင်းမလို့ပါကျုပ်တို့မသိရင်တော့အပြန်ယူသွားမယ်ဒါပေမဲ့ကျုပ်တို့ပြန်မလာနိုင်တော့တကြီးတို့ကြိုက်တာလို့ပေါ့ဗျာဟာကောင်းလေးရလေမင်းတို့ပြန်လာမှာပါကွမဦးမချွမပြောစမ်းပါနဲ့ကွယ်စိတ်ချစိတ်ချမင်းနွားတွေကျုပ်တီချစောက်ရှောက်ထားပါမယ်အဖေဒီမကအောင်ကျုပ်လည်းတီချစောက်ရှောက်မှာမို့ဘာမှစိတ်မပူနဲ့ကိုကြီးတို့ကိုကြီးတို့တို့တရီတာခူးဆိုင်ကြဗျအဲ့ဒီကဝေရစာအမြန်ရှင်းမိတာပြန်လာခဲ့ကြ ။မောင်တို့စကားကြောင့်တကြီးဥစိန်ထုံနဲ့အော်အော်တို့ကစိတ်မပူစေရန်ပြောကြလေ။ရှင်ညိုကတော့အပေါပြောသည်ဆိုတော့အကြည့်ဖြင့် မောင်တို့တို့ကြည်လျော့ရှင်ညိုအကြည့်တိတိအလားမောင်တို့ကပြုံးလေ။နီးလေခင်အချိန်တိုင်းဘွားမေစိန်တို့တီတကြီးအိမ်မှာထွက်လာခဲ့ကြတယ်။ဘွားမေစိန်တို့မြစ်စိန်ရောက်သည့်အထိတကြီးတို့မိသားစုတွေမကရွာသူရွာသားတို့ကပါလိုက်ပို့ပြီးရှာ။အမေဘာပဲဖြစ်ဖြစ်ကြီးဥစိုက်ပါဗျာ။ ကျုပ်တို့ကြီးဖို့တရွာလောအမေတို့မျှော်နေမဲဆိုရလဲမမိနဲ့အောင်ဗျအေးပါကွယ်ခွားတို့တွေအမြန်ဆုံးပြန်လာခဲ့ပါမယ်ဟုတ်ဩကလည်းမောင်တို့တို့ကိုဖတ်ပြီးအကိုများကိုခူးဆိုင်မှနေခဲ့တယ်လေပေါ်တို့တက်လျော့တကြီးဥစိန်ထုံတို့မိသားစုနဲ့တရွာလုံးကလက်ပြာပြီးတုပ်ဆက်ကြိုင်ဖွားမေစင်တို့လှိတ်ကလေးလဲတရွေရွေဖြင့်အကြီးဖို့ရွာရှိရာတောစီတို့သွားလျော်တယ်ဦးကြီးတို့ရရဲ့လားကျုပ်တို့ဝင်းကူလှော်ပေးပါမယ်ဗျရပါရင်ငါတူရဲ့ ဦးကြီးရွာဒီလောက်ကတော့ကျွမ်းပါသေးရဲ့ကွရွာသားကြီးများကိုလေကူလော့ပြီးမယ်လို့ပြောကြတော့လေရွာသားကြီးများကလက်မခံကြ၍မြင်းနှပေးရှိရှုခင်းများကိုသာငေးမောရင်းလိုက်လာခဲ့ကြတော့တယ်အချိန်တော်ကြအောင်လှော့ခတ်ပြီးနော်ဘွားကြီးဒီတော့ပဲဗျလေကလေးကတဖက်သို့ကန့်ကန့်လိုက်တယ်မောင်တို့နဲ့မောင်က အရင်ဆင်းပြီးဖွားမိန်စင်တို့ကိုလက်တွဲ၍ကူခေါ်ကြလေလေပေါ်မှဆင်းလာပြီးနောက်ဖွားမိန်စင်တို့သည် မျက်စိရှိနိုင်မြင်ရသောတောစီကိုလှမ်းကြည့်ကြ။ဖောင်းမေစရာရွာသားကြီးတွေကိုပြန်လဲကြည့်ပြီးမောင်ရင်တို့နှစ်ယောက်ကရွာကိုပြန်လို့ရပြီကွ။နောက်၃ရက်နေမှဖွားတို့ဒီနေရာမှာလာခေါ်ပြီးပါ။အကယ်၍အဲ့ဒီနေ့ညနေအထိမပေါ်လာခဲ့ရင်တော့ဖွားတို့နောက်ရက်တွေလာမဆောင်ကြပါနဲ့ရောကွယ်လို့မှားကြလေ။ရွာသားကြီးနှစ်ယောက်ကခေါင်းညိတ်တယ်။အမေတို့ကကြောက်အင်ရွာသွားမှဆိုတော့ကျုပ်တို့တိထားတာလေးပြောလာအောင်မေ။ကြောက်အင်ရွာဒီတော်ရင်မှာရှိရာတိကြပါမိမ့်။ နေရအတိတကြမရှိဘူးလို့ပြောကြရေးဗျတွေ့ခဲ့ဘူးတဲ့လူကြီးတွေရဲ့စကားပေါ့ဗျဒါပေမဲ့အဲ့ဒီရွာရောက်ရင်ရွာထိပ်မှာတစ်ပင်၆ကြီးတစ်ပင်တွေ့ရတတ်တယ်ဗျတစ်ပင်၆ကြီးရဲ့အကိုင်းတချို့ပေါ်မှာလဲမိမထပိန်တွေအနက်ရောင်အစာတွေရစ်ပတ်ထားရင်တဲ့ဒါတော့အမှန်ဟုတ်သလားမဟုတ်သလားမသိပေမဲ့ကျုပ်တို့တိထားသလားပြောပြပေးရပါကျေးဇူးပါပဲကွယ်ဖွားတို့အတွက်ကြောက်အံ့ရွာရှာဖို့လမ်းစာရတာပေါ့ရွာသားကြီးနှစ်ယောက်က ဖောင်းမိန်စိန်တို့ကိုနှုတ်ဆက်ပြီးလေကိုလော်ခက်ကကြီးပုံရွာတို့ပြန်သွားကြတော့တယ်။မောင်တိုးနဲ့မောင်အောင်မှာဓားများကိုစီလွှဲထားရကြမှတတိကတော်ပေးလိုက်သောချင်းတောင်ကြီးကိုတည်ရင်တော်ဆက်တို့ရှောက်လာခဲ့ကြတော့တယ်။ကဲမမောင်ကညာအေးလို့ရမယ့်နေရာလေးရွေးကြတာပေါ့ကွယ်လို့ပြောကဖောင်းမိန်စိန်သည်သူ့ရဲ့တောင်ဝိတ်ကြီးကို ထောက်ကရှေ့မှသွားလျော်တယ်။တို့တို့ဖြင့်ဆလံလိကိုရှနာပြစီရှင်ဆလပ်ပြီးကြီးပေါ်ရွာကိုရှောက်ပြီးမဲ့အကြောင်းအရာများနဲ့အတူ ကဝေရာစာနဲ့တွေ့ဆုံရမယ့်အကြောင်းအရာများကိုပါဆက်လက်တင်ဆက်ပေးရမှာမလို့အပီနာစီပြီးကြပါအောင်လို့ပြောပြကြည့်ရှင်။နားစင်အပီခဲ့ကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရှင်။